ချင်းချမမေးမင်းရဲ့ဘယ်ရင်မလေးပဲဒီမိသားထဲမှာဟိုအမှုပညာကိုနားလိုက်တာကောင်းတာလေးလည်းတခုပေါ့နော်အခုတက်ရတခုရောက်သွားတဲ့အချိန်မှာဟိုကိုယ့်ရဲ့အတွေးတွေလည်းရင်းချက်လာလို့ကိုယ့်အောက်ထင်တဲ့အလုပ်ပေါ်ထားတဲ့ကိုယ့်ခံယူချက်စိတ်လေးတွေလည်းကြောင်းလာတယ်ပိုပြီးခိုင်မာလာတယ်လို့ထင်တဲ့အတွက်အထီးကျန်ရင်ကြံပစီငါလုံးဝအပြူကြီးပဲလှုပ်လိုက်တော့ကလေးဆန်တွေမိသားစုရလို့မဟုတ်ဘူးဘင်းကတငယ်ချင်းတွေဖြစ်ပတ်ဝန်းကျင်တွေပဲဖြစ်ဖြစ်ကွာလို့ နည်းကလေးစိုးဖြစ်နေရပါတော့နည်းနည်းကလေးစိုးဆိုးကျင်တဲ့စိတ်တွေတော့အဲ့လိုရှိရအခုတော့ဖြောင့်နေပါတယ်အဲ့စိတ်တွေလက်ရှိကတော့ရမင်းယုံကြည်ကားလေးရိုက်ဖြစ်တယ်ဂျားရဲမှာ commercial လေးတွေစီးလေးတွေရိုက်ဖို့ရှိပါတယ်။ဒီမင်းဂျားရဲမှာဟိုအမှုပညာကိုနားလိုက်တာကောင်းတာလေးလည်းတစ်ခုပေါ့နော်။အခုဂျားရဲမှာလုံး၄-၅နှစ်လောက်နားလိုက်တော့ကိုယ်လည်းအသက်ရွယ်တစ်ခုရောက်သွားတယ်။အသက်ရွယ်တစ်ခုရောက်သွားတဲ့အချိန်မှာ ဟိုကိုယ့်ရဲ့အတွေးတွေလည်းရင်းချက်လာလို့ကိုယ့်အောင်ထင်တယ်အလုတ်ပေါ်ထားတဲ့ကိုယ့်ခံယူချက်စိတ်လေးလည်းကြောင်းလာတယ်ပို့ပြီးခိုင်မာလာတယ်လို့ထင်တယ်အလုတ်လုပ်ရတာပို့ပြီးတော့ mature ဖြစ်လာတယ်နဲ့ professional ပုံစံလာတယ်တော့ကိုယ့်ကိုယ်ကိုခံယူမိပါတယ် Don't let my queen chin chop my man me a bit in my leave. No ramen tara ne chichi amare sana sensation. နားလိုက်တာကတော့အကြောင်းအရာတွေကတော့အများကြီးပေါ့နော်ဒီကိုဗစ်ကိုဗစ်ဆက်ကြတဲ့ရမြလူပညာနားလိုက်တာဆိုတော့တော်တော်ကြာပြီကြားထဲမှာတော်တော်ဟာဝိုင်မှာတော့မနစ်ကစပြီးပြန်လုတ်ဖြစ်တာမနစ်တနစ်ကျော်တနစ်ကျော်နှစ်နှစ်တော့ပြည့်တော်မယ်ပြန်လုတ်ဖြစ်တာဟုတ်လူကြီးကားတွေကဘယ်သူတွေနဲ့ရိုက်ထားလဲအာယုံကြည်ကတော့အခုလောလောဆယ်တော့ကိုနေတိုးတို့ကိုစီအောင်တို့ ਨੇ မဝါဆိုတော့မဖော်တော့ ਨੇ ကတကားတာပြီးသွားပြီနောက်တကားဝင်ဖို့ပြင်ဆင်နေပါတယ်ဟုတ် ပြီးတော့မှအခုလိုမျိုးကာရိုက်တွေပြောင်းဝင်တဲ့ခါကျတော့ဘယ်လိုလဲရောယူဆမဖြစ်တဲ့ပိုင်းတွေရှိတယ်အဲယူဆမဖြစ်တာလို့တော့မရှိရှိတော့မရှိပါဘူးစတာလဲနှစ်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 တောင်ပြန်လောက်တာနှစ်နှစ်တောင်ရှိပြီဆိုတော့အရင်လို use to ပြန်ဖြစ်နေပါဘူးဟုတ်အထီးကြံရင်တံပစီငါလုံးဝပြိုကြည့်ပဲလောက်လိုက်တော့မယ်။မင်းတို့ဗီဒီယိုကားတွေစနှစ်မျိုးနှစ်မျိုးတာပေါ့နော်။အဲဒီကရမေရလို့ရက်လိုက်တယ်လို့ဖြစ်သွားတော့ မနစ်ကတနစ်ကဆိုလို့ကျတော့အနုပညာပြန်စားလို့တော့ကိုကတစ်ကနေပြန်စားရတယ်လို့ဖြစ်တယ်။နှမျောပေမဲ့ဒါကအကြောင်းအရာတိုက်ဆိုင်လို့နားဖြစ်သွားတာပါဟုတ်။လက်ရှိကလေး character လေးကဘယ်လိုလေးဖြစ်မလဲ။လက်ရှိကိုရိုက်နေတဲ့ character ကလည်းယမီးကနည်းနည်းလိုအမာဘက်နည်းနည်းလို van မကြတကြလေးပေါ့နော်။ယမီးကတစ်ခါမှမလုပ်ဘူးတဲ့ပုံစံဆိုတော့အဲ့ကလေးရိုက်ရတာအရင်လဲပျော်တဲ့ excited လေးဖြစ်တယ်။ဟုတ်ကိုအရင်လှုပ်ချင်တဲ့ character တစ်ခုကို try ခွင့်ရတဲ့အတွက်အရင်လဲဝမ်းသာတယ်။ စကရစ်ရိုက်တာတွေကလည်းလို့ယမင်းကနည်းနည်းလို့ sick ဖြစ်တဲ့နေရာမှာပါသူနည်းနည်းစိတ်ကူတာပေါ့နော်စကားပြောရင်လည်းရည်ပြီးပြောတတ်တယ်မျိုးလုံးကပါပြုံးနေပါလို့ဆို နောက်ကျတော့ makeup changes တွေနဲ့ရောကိုယ့်ဒီ character ကိုနားလည်သွားတဲ့အခါကို mood change လိုက်ရင်ကတော့အဆင်ပြေပါတယ်။အဆင်ပြေတော့ကိုယ့်ကိုထင်တာပဲ။ try လာတော့မှတကယ်ဟို character ကယမင်းလုံးနေကြ character တဲ့လုံးကကွဲထွက်သွားမလားပါလားဆိုတော့ပြိတ္တတွေစီကအဲမှတ်ချက်လေးနားထောင်အောင်ပေါ့။ဟုတ်ဘီလီယန်ကမစတန်ရဲ့ဘူးလား။အဲ့တော့ဇယ်လိုလည်းမဟုတ်ဘူးပေါ့နော်နင်းလည်းအဲ့လို dark side ရှိရလူတယောက်ပေါ့အဲ့ကားထဲမှာဆိုလို့ရှိရင်လူကောင်းလို့တော့မပါဘူးအကုန်လုံးကအဲ့လို ထရစ်လေးနဲ့ကိုဒက်ဆိုက်ကိုစီနဲ့ပေါ့လေအဲ့လိုပုံစံလေးပါပဲခုလိုအရန်ဝူးဝါးဝါအဲ့လိုဗက်အရန်အဲ့လိုဗက်မျိုးမဟုတ်ဘူးပေါ့နော် perfection မဖြစ်တဲ့လူတယောက်ပေါ့အဲ့လိုပုံစံလေးပါပဲဟုတ်အဲကားထဲမှာအကိုနဲ့ကတော့အကိုရဲ့ဟိုဟာအမျိုးသမီးနေရာတည်ယူဆောင်ရတာပါဟုတ်အဲ့ဒီလိုရှိအမေနဲ့တော်တော်လို့ရင်းချက်တဲ့အမျိုးသမီးတယောက်လို့တည်ယူဆောင်ရမှာပါဟုတ်ရင်းချက်တဲ့အမျိုးသမီးတယောက်ပေါ့ဒီမှာရောဒီလို အရင်တော့ကတော့ကလေးမဆန်တော့ဘူးလို့ကိုကိုကိုထင်ပါတယ်မိသားစုပေါ်မှာကလေးဆန်တယ်လို့စိတ်ကိုကလို့ကလေးဆန်တယ်ရောမိသားစုရဲ့လို့မဟုတ်ဘူးဘင်းနဲ့တငယ်ချင်းနဲ့ဖြစ်ပဝန်းရှင်နဲ့ပဲဖြစ်ဖြစ်ကွာလို့နည်းကလေးစိုးဖြစ်နေရပါတော့နည်းနည်းကလေးစိုးဆိုးကျင်တဲ့စိတ်တွေရောအဲ့လိုရှိရအခုတော့ဖြောင့်နေပါတယ်အဲ့စိတ်တွေအပြင်းရှင်းတော့ဘူးလားအကူတဲ့လို့မေးချာနေတာတကယ်မဟုတ်ဘူးတကယ်နားလိမ့်ပြီဆိုတော့ဗာလေးတကယ်ရင်မအိမ်မှာပဲနေပြမှာပါနှစ်တိုင်းမှာပဲအိမ်မှာကြီးပဲရင်မဟုတ် ်တမက်အိမ်မှာပဲဖြတ်တဲ့နေတိုင်းပါပြင်းလဲမပြင်းတော့ပါဘူးအရင်တော့ကလိုလဲတကြံဆိုလို့ရှိရင် excited ဖြစ်တယ်မှုလည်းမရှိတော့တော့လေအိမ်မှာပဲနေဖြစ်ပါအရင်လည်းပတ်သက်တဲ့မတရားတွေရှိခဲ့ပါအမတရားတော့ရှိပါတယ်ရမင်းတို့ငငငယ်ကလေးကလိုတကြံဆိုလို့ရှိရင်ကားနဲ့အဲရေဘက်ခံထွက်တာရမင်းကမန်နဲ့ထိုင်ရတာမကြိုက်ဘူးအဲ့လိုရေဘက်ခံထွက်ရတာအရင်ပျော်တယ် အနှစ်တိုင်းလိုလိုကလိုထွက်ဖြစ်တယ်ဟုတ်ဟုတ်ကဲ့ပါယမင်းအခုဂျုံကြီးကားလေးတွေရောစီယူလေးရောကော်မရှယ်လေးရောစတိုက်ရိုက်ဖို့ရှိပါတယ်ယမင်းရဲ့နုပညာလှုပ်ရှားမှုတွေထွက်လာလို့ရှင်လဲဝေဖန်အကြံပြုပေးကြပါအပေးကြပါလို့ယမင်းပြောချင်ပါတယ်